သူမကိုဝေဖန်နေတဲ့ဝိုင်းစုပန်းတွေကိုခုလိုမထင်မတဲ့စကားပြောလာတဲ့ဆိုပြီးတစဉ်လက်ရှိချိန်မှာ Facebook ဖွင့်လိုက်တာနဲ့ငယ်စဉ်ဆုံးတွဲလို့ Chess Snow ခေါ်ကြတဲ့ဟင်းဝေရနဲ့ဆိုပြီးတစဉ်တို့ရဲ့မင်္ဂလာပွဲသတင်းတွေပုံရိပ်တွေကိုမတွေ့ခြင်းမှာဆုံးတွေ့ရတာအားလုံးသိပါပြီ။ပရိသတ်တွေနဲ့ပေါင်းများစွာမျှော်လင့်ကြရတဲ့ဆုံးတွဲဖြစ်တယ်လို့မင်္ဂလာပွဲကိုလည်းပွဲပေါင်း၅ပွဲတည်တည်နဲ့ရန်ကုန်မြို့ရဲ့ထင်ရှားနေရာတွေမှာအကြီးကျယ်ခမ်းနားစွာကျင်းပကြတာကြောင့်ဒီပွဲဟာ2023-24ခုနှစ်ရဲ့ထင်ရှားဆုံးပွဲတစ်ပွဲဖြစ်လာခဲ့ပါပြီ။ကြိုင်မဲ့လင်းရှိရဲ့အမောင်းရှိတဲ့ဆိုတဲ့အတိုင်းပါပဲ။ သူတို့ရဲ့အောင်မြင်ကြောကြားမှုနဲ့ပျော်ရွှင်မှုနာမှာမလုံလောက်အပ်တဲ့တိုက်ခိုက်မှုတွေဝေဖန်မှုတွေကအရေးလိုလိုက်ပါလာခဲ့ပါရီအဲ့ဒါကအတိတ်ကိုတူးဆွနေကြတဲ့ဝိုင်းစုခိုင်သိန်းရဲ့ဖန်ချိုးပါခွင်းဝေရန်နဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အတိတ်ကဇလန်းကိုအားလုံးသိကြပြီးသားပါဂျိုင်းမဲအဲ့ဒါပြီးခဲ့တဲ့အတိတ်ပါလက်ရှိပြစ်စုံပံမှာဟင်းဝေရန်ကဆွေးပေးသင်ကိုတရားဝင်လက်ချက်ပေါင်းသိနေပြီဖြစ်ပါရီဒါအောင်လက်မခံနိုင်တဲ့ဝိုင်းစုပရိသတ်ချိုးဟာတိတ်ကပုံရင်ဟောင်းတွေဇလန်းဟောင်းတွေကိုပြန်ဖို့ပြီးတော့ဆွေးပေးသင်ကိုစကနာထိုးတာနိုင်ရှင်နာတွေလှုပ်ဆောင်နေကြပါရီ ဟိုတုန်းကဟိုလိုဖြစ်ခဲ့တာအခုမှဘာသာလုပ်ပြနေရလဲဆိုတဲ့ပုံစံမျိုးရင်းနဲ့မင်္ဂလာဦးဇနီးမောင်နှံရဲ့စိတ်ကိုနှောက်ယှက်ပေးနေကြတာပါဒုတိယအချက်ကတော့မီးလောင်ရလေးပင်လုပ်တဲ့ fake news ပေတွေပါပဲပရိသေစိတ်ဝင်စားမှုများနေတာကိုခွင့်ကောင်းရှုပြီးသဘိတစင်မပြောတဲ့ဇာတ်တွေကိုပြောပါရဲဆိုပြီးလုံးကျန်ရေးသားနေကြတာပါဥပမာသဘိတစင်ကဝိုင်းစုကိုဒီလိုပြန်ပြောလိုက်တဲ့မင်းဝီရန်ကသူ့ကိုဘလို့ချစ်ကြောင်ကြွားလိုက်တယ်ဆိုပြီးခေါင်းစစ်တူတွေတဲ့ထပုန်တွေတဲတင်ပြီးပရိသတ်တွေထင်လွဲအောင်မုန်တိအောင်သွေးထိုးလို့စော်နေကြတာဖြစ်ပါရဲ့ ဒီလိုဝိုင်းဝန်းတိုက်ခိုက်မှုတွေသွေးထုတ်မှုတွေကြားမှာဆိုဗီယက်တဆင်ဘလို့တုတ်ပြန်မလဲဆိုတာအားလုံးကစောင့်ကြည့်နေကြကြပါရယ်အချို့ကသူမဒေါသထွက်ပြီးပြန်ပြောမယ်လို့ထင်ကြသလိုအချို့ကလည်းဝန်းနေပြီးငိုနေမလားလို့တွေးပူကြကြပါရယ်ဒါပေမဲ့ဆိုဗီယက်တဆင်ရဲ့တုတ်ပြန်မှုကတော့အားလုံးထင်မဲ့မထားလာအောင်ကိုတည်ငြိမ်ရင်းကျက်လို့နေခဲ့ပါရယ်သူမကဒေါသနဲ့မတုတ်ပြန်ပဲမြစ်တာနဲ့ပဲရှင်းလင်းခဲ့ပါရယ်အွန်လိုင်းပေါ်မှာပြန့်နေနေတဲ့သတင်းတူတွေကိုရှုံပြီးအထင်မလဲကြပါနဲ့ကျမအနေနဲ့ဘယ်သူကမှထိခိုက်စေလို့စိတ်မရှိပါဘူး ကိုမိသားစုရဲ့ကိုမင်လာဝဲရှင်တဲ့တွင်ချိန်ကုန်ရတာမို့သူများကြောင့်ပြောဖို့တိုက်ခိုက်ဖို့စိတ်ဥတာမရှိပါဘူးဆိုတဲ့သဘောမျိုးပြပြတသားပြောကြားလာခဲ့ပါရယ်။ခြားပင်သူမကိုတိုက်ခိုက်နေသူတွေပေါ်မှာလည်းအာဂါတာမချားပဲကို့ဘွားကိုအေဂျင့်အောင်နေတာကသာအကောင်းဆုံးလက်ချားချင်မှုပါဆိုတဲ့ခံယူချက်နဲ့မင်လာဝဲပုံရိပ်တီကိုသာဆက်လက်မျှဝေနေခဲ့ပါရယ်။ဒါတကယ့်ကိုလေးစားစရာကောင်းတဲ့စိတ်ထက်ခွန်အားပါပဲ။မင်လာဆောင်နေဆိုတာမိကလေးကြောက်ရဲ့ဘွားမှာပျော်ရွှင်အောင်ဆုံးချိန်မှာဒီချိန်မှာစိတ်ဒုက္ခရှာအောင်တမင်တကာဖြည့်ဆည်းတိုက်ခိုက်ကြပေမဲ့ ူမကတော့အပြုံးမပြက်ဘဲနဲ့ဖက်ကြော်ပြလိုက်ပါရင်ဘဲဝင်ရန်ကိုရင်ကလည်းဇနီးတဲ့ဘက်ကနေမာမရက်တီးပြီးတော့ကာဝယ်ပေးနေတာမြင်ရတော့သူတို့နှစ်ယောက်ရဲ့ချီဟာဒီလိုတိုက်ခိုက်မှုတွေကြောင့်ရိုင်းနေသွားမယ်စားပုံလို့တောင်မှခိုင်မြဲသွားသလိုပါပဲစစ်မှန်တဲ့ပရိသတ်တွေကတော့ဆိုဗီယက်တပ်စင်ရဲ့ရင်ကျဲမှုနဲ့တိခတ်နိုင်စွမ်းကိုချီးကျူးနေကြပြီးတရင်မားတွေဖြန့်ဝေသူတွေကိုရှုံချနေကြပါရဲ့တကယ်တော့နုပညာလောကမှာအနေအမီပြဿနာကင်းရှင်းသူလိုနမည်ကြီးတဲ့ဆိုဗီယက်တပ်စင်ကိုမှအခုလိုပြင်မဲ့ထားတိုက်ခိုက်နေကြတာဟာတော်တော်လေးယုံဆိုးတဲ့လုပ်ရလို့ဆိုရမှာပါ ကဲပရိသတ်ကြီးမင်္ဂလာဥကာလာမတာတိုက်ခိုက်တွေ့ကြုံနေရတဲ့စစ်ဘေးသင်းတွေအားပေးစကားလေးတွေပြောခဲ့ပေးပါအောင်ရှင်အတိတ်ကိုအတိတ်မှမထားဘဲနဲ့တူးဆနေတဲ့တို့ရဲ့တင်းတူဖြန့်သူတွေကိုရောဘလို့မြင်ကြလဲစစ်ဘေးသင်းရဲ့ရင်းချက်တဲ့တုတ်ပြန်မှုပေါ်ပရိသတ်ကြီးရဲ့သဘောထားလေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်